ဘုရားဥဒသမီးကျွန်တော်ရဲ့မိသမီးအားလုံးမင်္ဂလာပါနော်ဘုရားဥဒသမီးများအတွက်ပတ်စဉ်ကျွန်တော်တို့တောက်တန်နေညနေ6:00နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကြေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်တွေတုန်းကကျွန်တော်အနေနဲ့မားမလန့်နိုင်တဲ့အတွက်ဒီတစ်ပတ်မှာရိုက်ကူးပြီးတော့တင်ပေးရခြင်းဖြစ်ပါတယ်အဲဘောရူသားသမီးတွေတွေကြတဲ့တေရောနမိကဆိုရင်တော့ဓာနမိပေါ့နော်ဓာနမိဓာနမိကကြတော့သူကဒီနမိတွေမှာဓာလေးလက်နမိပေါ့ဓာလေးလက်နမိကကြတော့ရံပွဲ ရံပွဲနမိတ်ဖြစ်ပါတယ်အဲ့တော့ဘုရုသာသမီးတွေကမမျှော်လင့်မနဲ့အတိုက်ခံလေးတွေကြုံတတ်တယ်အနောက်ချက်ကလေးတွေကြုံတတ်တယ်ရံလေးတွေဖြစ်တတ်တာပေါ့နော်အဲ့တော့လှုပ်လှုပ်တဲ့နေရာမှာလည်းပဲအလုပ်တဲ့အလျောက်စီဝါရေးလှုပ်ရတဲ့အခါမှာလည်းစီဝါရေးအလျောက်မမျော်လင့်မနဲ့အဖူးထစ်ကလေးတွေအကဲကလေးတွေပြဿနာလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အယောင်းဝယ်လို့ရင်းနဲ့စကားများရတတ်တာတို့။နောက်ငွေပေးငွေယူလို့ရင်းနဲ့တယောက်နဲ့တယောက်အာ ခြေနေတင်းမာမှုလေးတွေကြုံရတာမျိုးလေးဖြစ်တတ်တယ်။ဒါအလုပ်ထဲမှာဆိုရင်လည်းအလုပ်ထဲမှာစိတ်မောလူမောဖြစ်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ဒီချိန်မှာတော့ကိုယ်မထီမဲ့မြင်လောက်ခံရတတ်တဲ့အချိန်ကာလပါ။အလုပ်မှာပေါ့နော်။အဓိကတော့စီးပွားရေးအလုပ်စီဝိုင်းနဲ့ပတ်သက်တဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမထီမဲ့မြင်အလုံးခံတတ်တဲ့အချိန်ကာလဖြစ်ပါလေအဲ့ဒါလေးတော့နည်းနည်းသတိထားဖို့လိုအပ်တော့ပါနော် နံပါတ်2ကကြတော့ကျွန်တော်တို့ဆွေမျိုးသားချင်းနဲ့ပတ်သက်တာပေါ့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာကကြတော့တေရောကကကြတော့ agree ဆိုတဲ့နာမည်ကြတယ် agree ကကကြတော့ကောင်းတာပါအဓိကဩဇာအာဏာကိုညွှန်ပြတာဟုတ်ဆွေမျိုးသားချင်းတွေကိုကိုကစကားပြောဆိုရတဲ့ကိစ္စတွေအောင်မြင်နိုင်တယ်ဆွေမျိုးသားချင်းတွေနဲ့ကိုနဲ့စကားပြောဆိုခြင်းကိစ္စတွေအကူအညီပေးတဲ့ကိစ္စတွေစက်တူဆရာလုပ်ငန်းတွေအဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်းကံကောင်းခြင်း ိတ်ချမ်းသာပျော်ရွှင်ရင်းနေကြုံမယ်တဲ့ဆွေးနွေးသားခြင်းနဲ့ပတ်သက်တော့ကောင်းပါလူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာတဲ့ဆိုတော့ခေါပလာနဲ့လေးလုံးပေါ့လေးလုံးကတော့ကောင်းသောနိမိတ်ပါပဲအဲလူမှုရေးအကြောင်းပြုပြီးတော့စိတ်ချမ်းသာရမယ်လူချစ်လူကင်များမယ်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေမယ်ဒီကလာမှာနည်းနည်းသတိထားစရာတော့အဲလူတွေကိုနည်းနည်းစိတ်ကုံနေတာမျိုးတွေဗုဒ္ဓဘာသာသမီးတွေမှာဖြစ်တတ်တယ်လူတွေကိုစိတ်ကုံတဲ့အခါကျတော့လူတွေနဲ့မတွေ့ကြဘူး မဆက်ဆံခြင်းဘူးပေါင်းသင်းဆက်ဆံရေးတွေမလုပ်ခြင်းဘူးတို့ကအခွင့်အရေးကဏ္ဍတွေဘလောက်ပဲရနေပါစေတဲ့လူမှုရေးကဏ္ဍတွေမှာစိတ်မောလူမောအဲ့လိုမျိုးလေးတွေဖြစ်နေတာမျိုးလေးတွေကြုံရတာပေါ့နော်အဲ့တော့လူမှုရေးကဏ္ဍတွေမှာတော့နည်းနည်းစိတ်ပါဝင်စားမှုလေးတွေပြန်ရှိပါအကျိုးပေးပါလိမ့်မယ်လို့ပြောရမှာပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေကတော့ဒုတ်သုံးချောင်းနှမိတ်ကြတယ်ဒုတ်သုံးချောင်းနှမိတ်ကကြတော့အင်မတန်မှကောင်းပါငွေကြေးကိုအကြောင်းပြုပြီးတော့အစဉ်ပြေမယ်စိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်ရမယ်ကံကောင်းမယ် ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားတွေဖြစ်ထွန်းတတ်တယ်။ကိုလုပ်ကိုင်ဆောင်ရနေတဲ့အယောင်ဝယ်ကြောင့်ပဲဖြစ်ဖြစ်ပွဲစားလုပ်ငန်းစသည်ဖြင့်အဲ့ဒီကိစ္စနဲ့ပတ်သက်ရင်တော်တော်လေးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်ဘုရုဥသားသမီးတွေတွေတော်တော်လေးကောင်းပါတယ်။အဲ့ချမ်းမာရေချမ်းမာရေလည်းကောင်းပါတယ်မဆိုးပါဘူးနော်ဘုရုဥသားသမီးတွေတော့ချမ်းမာရေနဲ့ပတ်သက်တဲ့ကျန်းသာတာကောင်းတယ်။နောက်တစ်ခုကဗာလဲဆိုတော့အလုတ်အင်ဗရန်လုတ်တော့ကြောင်းနဲ့ချမ်းမာရေမှာပန်းတော်ယောဂါဖြစ်တတ်တယ်တဲ့။အလုတ်ပင်ပန်းတာပေါ့နော်။ အဲအားသေးလေးပါလေးတွင်းပေါ့တက်တောင်တက်တာလေးလောက်ပါအနာယူပါ။နောက်ပြင်ဆိုင်နဲ့ပတ်သက်တဲ့ကန္တာရမှာကြတော့တော့တဲ့ကဘာလောကနမိတ်ကြတယ်ကဘာလောကဆိုတာအမှန်တမ်းကောင်းပါတင်ကြရေးကံတာတာတွေကောင်းနေသင်တန်းနဲ့ပတ်သက်တဲ့ကံတာတာတွေကောင်းနေစောင်းဝက်ဖြည့်သူခြင်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်ဘာသာရေးအဋိဌာန်တွေဝင်ပြမယ်ဖရာတရားအလုပ်တွေပို့ပြီးတော့လုပ်ဖြစ်မယ်အခြေရဲ့အိမ်တော်ရေးနဲ့ပတ်သက်ရင်သူကကြတဲ့နမိတ်ကကြတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်တဲ့နမိတ်ကြတော့ဒီနမိတ်ကကြတော့နည်းနည်းလေး ကောင်းပါမကောင်းဆိုတာတခြားလူတောင် မကောင်းတာမဟုတ်ပါဘူးကိုယ်ကြောင့်မကောင်းတာပါကိုယ်မှာသုံးမွင့်ဆိုင်ဇလန်းနေဖြစ်တတ်တာပေါ့နော်သုံးမွင့်ဆိုင်ဇလန်းနေဖြစ်တတ်တယ်လှေနံနှစ်ဖက်နင်းတဲ့အဖြစ်ပြက်တွေကြုံရတတ်တယ်ဒါကြောင့်အခြေအနေနဲ့ပတ်သက်ရင်ကန်နနဲ့စိတ်ညစ်ရတတ်တော့အဲ့ဒီပြဿနာလေးပဲရှင်းနေရတာမျိုးတွေကြုံရတတ်ပါတယ်နည်းနည်းသတိထားပါအဲ့တော့ဒီကလာမှာကျွန်တော်တို့ဘောရူသားသမီးတွေတို့စီပွားရေးအလုပ်အကိုင်အကြံတွေလုပ်ရင် ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်လုပ်ရင်ကောင်းပါတယ်လုပ်လဲလုပ်တင်ပါတယ် မျောလင်းမဲ့နဲ့အဖြတ်ပေါ်တတ်တာလေးကိုတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်။အတော့အတော့ကျွန်တော်တို့ဘောရိုသားသမီးတွေအတွက်အကျိုးပေးတယ်၊ကံကောင်းစေတဲ့အရာဆိုရင်အဝါရောင်နဲ့အဖြူရောင်နဲ့ကောင်းပါတယ်။နော်အကျိုးပေးတယ်။ကနန်းပေါ့အဲ့ဒါတော့၅ကနန်း၊၂ကနန်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမုဟင်းခါမုဟင်းခါဆိုတော့၅စာနှစ်ဆုံးပေါ့နော်။ မုဟင်ခါကတ်လို့ပူသွားပြီးတော့ဆူတောင်းမှာအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါဗုဒ္ဓဥဒ္ဒသမီးတွေတွေကျွန်တော်တို့ဟောစလန်ဟောပီခြင်းဖြစ်ပါတယ်။အဲ့တော့ကျောင်းရဲ့မိတ်ဆွေတွေအယူရောမင်္ဂလာချမ်းကိုဗုဒ္ဓုံးနဲ့လွဲပြီးတော့မြည်သူမစိုးလွတ်လွတ်လပ်လပ်နဲ့လာပြီးတော့ရေရာတွေပြုလုပ်နိုင်ပါတယ်။ရေရာကြီးပါကြီးညာကြီးတပြားချမ်းမမျိုးပါဘူး။မြစ်တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရေရာဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်နော်။ နောက်တစ်ခုကကျွန်တော်တို့အကြောင်းပြုမှုနဲ့ကျွန်တော်တို့ယူရမင်္ဂလာအချောင်းမလာနိုင်တဲ့သူတွေမလာရောက်နိုင်တဲ့သူတွေကတော့အာ39692နဲ့35လုံးခုနဲ့နောက်39092နှစ်ကိုအဲ့ဒီဖုန်းနံပါတ်ရဲ့ Viber နေပြီးတော့ဆက်သွယ်နိုင်ပါတယ်။ဒီကစရိုင်းမင်းငါရဲ့အဆောင်ရရာပစ္စည်းလေးတွေအလို့ရှိတဲ့ဆိုရင်လည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်။ ။ဟောကိုယ်တိုင်ဘေးရင်သင်ကျင်တယ်လောကီပညာတတ်ပညာတွေသင်ယူကျင်တယ်ဘေးရင်သင်တန်းတွေတက်ကျင်တယ်ဆိုရင်လည်းအခြေခံအဆင့်သင်တန်းတွေကိုလာစဉ်တရက်နေ့เนาะတရက်နေ့ကနေပြီးတော့ရှစ်ရက်နေ့အထိသင်တန်းတွေမှာလာပြီးတော့တက်ရောက်နိုင်ပါတယ်သင်တန်းကြီးဘာကြီးညာကြီးပြည့်ရမလို့ပါဘူး။ကျွန်တော်တို့ယူရောမင်္ဂလာဂျန်ကတာဝန်ယူမှာပါနော်။စရိတ်ငိမ့်စားဖို့လည်းမပူအောင်တောက်ဖို့လည်းမပူအောင်နော်။သင်တန်းတွေသင်တန်းတွေလာတက်လို့ရပါတယ်။ ဒီပညာတွေကိုတသိမိတသိင်ကောင်းကောင်းမွန်မွန်တက်မြောက်သွားတဲ့ဒီကျွန်တော်တို့ဆက်လက်ပြီးတော့ပညာဒါနသင်တန်းတွေဇက်တိုက်ဖွင့်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေဘုရိုးသားသမီးအပေါင်းလည်းကိုကြမ်းမှစိတ်ချမ်းသာလူရဆန္ဒပြပါစေအစာရည်သာပေါ်ကျွယ်ဝပါစေလို့သုတောင်းမြတ်တာများလိုက်လိုက်လဲလဲပို့သလိုက်ပါတယ်။ဆရာဟောသနစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်။နံပါတ်1က တော့ယူရောမင်္ဂလာကျန်ကိုဗိုလ်တော်နေရလွှဲရင် ကျန်တဲ့ရည်မှာပေးရမရှိဖွင့်ပါတယ်မိသူမသူလွတ်လွတ်လပ်လပ်လာပြီးတော့ရည်ရာပြုတ်လုံနိုင်ပါတယ်ယူရောမင်္ဂလာကျန်ဆိုရင်တော့ရည်ရာကြီးခါချင်းွေတပြားတစ်ချက်မှမယူဘဲနဲ့မေတ္တာတက်တက်စေတနာတက်တက်နဲ့ဆောင်ရွက်ပေးနေတဲ့ရည်ရာအောင်မြင်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အเจ้าမြတ်မြတ်နဲ့ကျွန်တော်တို့ယူရောမင်္ဂလာကျန်ကိုမလာရောက်နိုင်တဲ့သူတွေဥမာရက်ဝေးရသူတွေ နောက်နိုင်ငံတိုင်းပြည်အသူတွေဆိုရင်တော့ကျွန်တော်တို့ Fiber online ကနေပြီးတော့ဗီဒီယိုမေးခြင်းလဲဆိုရင်မေးလို့ရပါတယ်နော် online ကနေပြီးတော့ဟာဗီဒီယိုမေးတဲ့အခါတနစ်စာ hostran အပြင်မျိုးတို့အသိရှိလို့တဲ့အကြောင်းကိစ္စတွေအားလုံးကိုကျွန်တော်တို့ hostran မှာထည့်ပြီးတော့ဟောပြတာဖြစ်ပါတယ်တခြားကြတော့အဆောင်ရရာကိစ္စလေးတွေအခုကြီးလိုချင်တဲ့ဆိုရင်လဲဟာ Fiber နေပြီးတော့ရင်းနီနီနွနွတွတွနဲ့ဆက်လက်အခုကြီးတောင်းခံနိုင်ပါတယ် နောက်ပါဆရာကြီးမင်းသင်္ကရဲ့ကြီးပရောက်ပတိလေးတွေနောက်ဝါစိမ့်နေအဆောင်လက်ပတ်လေးတွေအင်းစမဖျောင်းနိုင်လေးတွေစသည်ဖြင့်ပေါ့နော်အဆောင်ရတရားပစ္စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းမာယူနိုင်ပါမယ်။နောက်တချို့ကြတော့ကိုယ်တိုင်ဗီရင်တက်ချင်တာပေါ့နော်ဗီရင်တင့်ချင်တာဗီရင်တင့်ချင်တယ်ဆိုရင်ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာလာစဉ်လာတိုင်းတင်နှန်းရှိပါတယ်။တရက်နေ့ရက်နေ့ဆယ်ရက်နေ့အထိအခြေခံအဆင့်တင်နှန်းကိုစပြီးတော့တင်နှန်းစတက်နိုင်ပါတယ်။ စင်ရန်ကျေးပါသေးညာကြီးတပြားချက်မှာပြည်ရားပြောပါစာဝင်နေရေးအားစပြီးတော့ကျွန်တော်တို့တာဝန်ယူပါတယ်ဒါပညာဒါနအခမဲ့သင်တန်းဖြစ်ပါတယ်ခြံမှာတော့ကျွန်တော်တို့ခြံမှာတော့ရှေ့ရတာကာလလာပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်နော်